ဘယ်လိုလဲဆိုတော့မိသဖုတ်သမားပါလို့ပြောတော့မိသဖုတ်သမားပါဆိုမိသဖုတ်ပါဗျာဖုတ်သမားလည်းဟိုဟိုရောက်မှမဟုတ်ဘူးဆိုရင်ပြန်လို့ပြေးမယ်ဆိုရင်ခေါ်လာတာပေါ့ကဲဘလောက်လူသားဆန်တယ်ဆိုတာခွေးတွေတစ်ချက်နည်းနည်းကြည့်ဟုတ်မှာပြုံးရွှင်နေတာစက်တုံပန်းနဲ့တောင်မတူအဲပေါ့ဗျာလွတ်တော်တွေရောက်သွားရင်တော့ဘူးဒူမာဖုံးเจ้าမှာနေစရာမလိုတော့တာပေါ့ဗျာ Hallelujah ုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာ MZ ဘာမီမအမှန်တရားချစ်တဲ့ဓမ္မဘက်တော်သားတယောက်ချင်းကိုနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဟုတ်ကဲ့ဗျာဒီနေ့အတွက်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့တကယ်ကပအကြီးအဆုံးဟာတသတင်းလေးရန်ကုန်ပြည်လမ်းပိုင်းရှိအကျန်းဖက်စက်တပ်၏အုပ်တွင်းတာဆုံဂိတ်ကို PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်စဉ်စစ်ကောင်စီတပ်သားအားလုံးအလံဖြူထောင်၍စစ်တွင်းမြို့ထဲသို့ဝင်ပြေးသွားကြောင်းဒါဒေတာခံတွေကနေပြီးတော့ကျွန်တော်တို့သတင်းသိရတယ်ဗျ။ အเจ้าမှာမလာ20ရက်နေ့နည်းနည်းစောပိုင်းတနားီ30မိနစ်ခန့်တွင်မင်းလှမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းပိုင်းအရှိအကျန်းဖက်ဆက်ခွေးတက်ဤအုတ်တွင်းတာဆုံဂိတ်ကို PDF တက်ဖွဲ့ကဒါဝင်ရောက်တိုက်ခိုက်ခဲ့တိုက်ပွဲအတွင်း PDF တက်ဖွဲ့များကစစ်တပ်ဂိတ်တစ်ခုလုံးကိုဝင်ရောက်တိုက်ခိုက်စီးနင်းနိုင်ခဲ့ပြီးဂိတ်ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းဂိတ်စခန်းတွင်ရှိစစ်ကောင်စီတပ်သားအလုံးအလံဖြူထောင်၍စစ်တွင်းမြို့ရဲသူဝင်ပြေးသွားကြောင်း ကြောက်တက်လိုက်ကြတာเนาะသေမှာကြောက်တော့အလံဖြူလေးထောင်ပြီးတော့ဝင်ပြေးတယ်တဲ့မြို့တွင်းကိုโอเคအဲ့လိုဖြစ်နေရမယ်မင်းတို့ကောင်းနေเนาะအလှဲ့ချလာမယ်ဟုတ်ကဲ့ဗျာဒီဗီဒီယိုလေးကတော့နှထိုးကြီးမှာเนาะပထမဆုံးထွက်ပြေးသွားတယ်ဘူကြီးအဆင်ရှိတယ်ဆက်ခွေးတကောင်သူ့ကိုဖမ်းပြီးတော့ဗာလောက်တာလဲမီးတော့ဒါမီးသွေးဖုတ်တာတဲ့မီးသွေးဖုတ်တဲ့ဘူကြီးကျွန်တော်မီးသွေးချင်းထဲမှာတွေ့ရတယ်အဲအဲ အဲ့တော့မီလူချင်းတွေ့တော့ကျွန်တော်ကမှဒီတိုင်းပဲစဉ်းစားလိုက်တော့မီလူဖြုတ်တော့မှပါလို့ပြောလိုက်တယ်။တကယ်ရုံစရာမှမရှိတာမျက်နှာ။ကျွန်တော်ကကိုကြီးတို့ကကျွန်တော်ဟိုကကြားတဲ့တောင်ကကျတော့ဟိုဘက်ယွာပေါ့။အဲ့ဘက်မှာအကိုကြီးကကျတော့ကျွန်တော်တို့ဒီစက်တစ်ကလာမသိဘူး။အကိုကြီးပါပဲ။သူအဲ့ဘိုကြီးရှိရနေတာ။သူကစားစရာတောက်စရာမရှိဘူးဆိုလို့ကျွန်တော်ကသွားပို့တာ။ Ừm ။သွားပို့တဲ့အချိန်မှာဆိုခုနကတော့ရောက်တဲ့သုံးလုံးစုပ်ရဲ့လေးဆိုမှအရက်ထိုင်တောက်တာ။အရက်ထိုင်တောက်တာ။ ထိုင်တော့တော့ပွဲရတန်းဖြစ်ရ။ဟွန်းအဲကျွန်တော်ကျွန်တော်ကပြေးတော့ပြေးတဲ့အချိန်မှာမီလူမီလူချင်းနဲ့ရောက်သွားတာ။မီလူချင်းရတော့အဖွဲကြီးကလိုက်အဲ drone နဲ့ကြည့်တော့ကျွန်တော်ပြေးတဲ့နေရာတည်းရခါကျလိုက်တာပဲလိုက်တဲ့အချိန်ကျတော့ drone နဲ့ကြည့်တာဆင်းရဘယ်လိုလဲဆိုတော့မီလူဖုတ်သမားပါလို့ပြောတော့မီလူဖုတ်သမားပါဆိုမီလူဖုတ်ပါရဖုတ်သမားလည်းဟိုဟိုရောက်မှမဟုတ်ဘူးဆိုရင်ပြန်လို့ပြေးမယ်ဆိုရင်ခေါ်လာတာပေါ့။စခွေးပေါ်မှာလော်ဘီတွေမင်းတို့ဘက်ကကောင်တွေကိုမိတာထားထားတဲ့ပုံစံကိုကြည့် မဟုတ်လေဒါရဲဘော်တွေစားရတယ်လို့ပဲထမင်းလဲကျွန်တော်တို့ယူကြည်ရဲဘော်တွေစားရတယ်လို့ပဲသူတို့ကြွေးထားတာဘလောက်လူသားဆန်တယ်ဆိုတာခွေးတွေတစ်ချက်နည်းနည်းကြည့်ဦးဟိုမှာပြုံးရွှင်နေတာစက်တုံပန်းတဲ့တော့မတူဘူးဗီဒီယိုလေးကလည်းတကယ်ဟာတာခွေးတောင်စားနှစ်ကောင်ကြောင်စိုးဥနဲ့ဘောမဘူဒူမကလွတ်တော်တဲ့ဝင်လေတဲ့မဲဆန္ဒနယ်မှာမဲဝင်ပြိုင်မယ်ပေါ့ဗျာအမတ်လောင်းနေနဲ့ကျွန်တော်တို့ကြည့်ကြည့်မယ်တုံးသက်ကြည့်မယ်အဲအဲ့တော့ကြိုစိုးဥကတော့ဟွန်း တတိပုဂ္ဂလအနေနဲ့ပြင်ဦးလွင်ရပြိုင်ဖို့အခြေအနေရှိတယ်ပြင်ဦးလွင်မှာလည်းကျွန်တော်အမှန်တမ်းပြောမယ်ပေါ့နော်မဲဒီဟိုလွတ်တော်ရွေးကောက်ပွဲတွေလှုပ်လာမယ်ဆိုရင်တော့ကျော်စိုးဦးကပြင်ဦးလွင်ရနေပြီးတော့မှတတိပုဂ္ဂလနဲ့ပြိုင်မယ်အင်းအဲနောက်တစ်ခုနောင်တော်လေးလည်းပြိုင်မယ်ထင်တယ်ပြီးမပုတ္တူလည်းပြိုင်မယ်အင်းအင်းအရေးကြီးလာပြီပေါ့နော် 905နှစ်ခါနဲ့အဆောက်ခွက်ကိုရိုက်ခံထားလို့လွတ်သွားတဲ့အဘဘောပဲမဟုတ်တိတဲ့ကြောင်ဆိုးဥကိုထွက်တော်အမတ်ဖြစ်ရင်တော့ကျွန်တော်တို့တိုင်းပြည်သွားပြီပေါ့ဗျာဟိုဘူးတူမပေးမမီတောင်းမမီငစိမ့်တဲ့လေသံနဲ့ကောက်မှလည်းလွတ်တော်တွေရောက်သွားနေတော့ကျွန်တော်တို့နိုင်ငံမတွေးရဲစရာပေါ့နော်တကယ်ဟာတယ်နော်အဲပေါ့ဗျာလွတ်တော်တွေရောက်သွားရင်တော့ဘူးတူမဖုံးเจ้าမှနေစရာမလိုတော့တာပေါ့ဗျာနော်တိုက်ခန်းလေးတခန်းလောက်တော့ဟိုဖားဒီဖားနဲ့ရာကောင်းရနိုင်တာပေါ့ဟုတ်ကဲ့ ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့အမှန်တရားဘက်တော်သားတယောက်ချင်းရှင်လန်းချမ်းပြေကြပါစေဗျာ Hallelujah